ဘူးစလုံးလိုက်တဲ့ဒေါ်လာတွေဟာဒေါ်လာကိုရင်ဒေါ်လာအရန်ကိုနစ်နာမှုရှိပါတယ်ဒါကြောင့်မို့မိမိကြော်ညာတဲ့အခါမှာပေါ့နော်အစစ်မှန်တဲ့ဝယ်သူတွေပဲရောက်လာဖို့အရေးကြီးပါတယ်ဒီခါမှာတချို့တော့ပေါ့နော်အဝယ်သူမဟုတ်ပဲနဲ့မိုးဘိုးလာတောင်းတာတို့အဲလကားတသက်လာဆဲတာတို့နော်အဒီလိုလူတွေကို ကျွန်တော်တို့နောက်ထပ်ကြော်ညာတွေလုပ်တဲ့အခါမှာရောက်မလာအောင်နော် ကျွန်တော်တို့ဖယ်ထုတ်လို့ရတဲ့နီလန်းလေးကိုဒီဗီဒီယိုလေးထဲမှာမျှဝေသွားမှာဖြစ်ပါတယ်ကျွန်တော်ကတော့ကျော်စလတ်ပါ Digital Marketing Trainer Consultant and Coach တောက်ဖြစ်ပါတယ်ဗီဒီယိုလေးကိုကြည့်လိုက်အောင်ဥပမာဒီလိုမျိုးလာပြီးတော့ပေါ့နော်ဆဲတာမျိုးလေးတွေဒီလိုမျိုးပေါ့နော်မဟုတ်ဘူးပေးအောင်လို့လာပြောတာမျိုးတွေလူတွေလာပြောပြီဆိုရင်ပေါ့နော်ကျွန်တော်တို့ဒီဘက်ဘေးမှာเนาะဒီ profile လေးအောက်မှာအရင်ဆုံး mark as lead ဆိုအောင်နှိပ်လိုက်ဖို့လိုတယ် အဲ့လိုနေပြီးသွား list state ဆိုတာလေးပေါ်လာမယ်အဲ့အောက်ထဲမှာသွားပြီးတော့ဗောနော်ဒီ not qualifying ဆိုတာကိုထည့်ပေးတာပါနော် okay ဒါဆိုရင်ကျွန်တော်တို့ကအဲ့လိုမျိုးဗောနော် ကိုယ်ဒီလိုလာလာပြီးတော့ပြောတဲ့တရားဗောနော် qualify မဖြစ်တာအရေးတွေးမရှိဘူးဗောနော်အရေးချင်းမရှိတဲ့သူတွေကိုကျွန်တော်တို့ကမှတ်ထားဖို့လိုတယ် ပြီးတော့ကျွန်တော်ဒီ meter business suits တဲ့အလီစင်တာကိုသွားဖို့လိုတယ်ဗောနော်လီစင်တာကိုသွားဖို့လိုတယ်အဲ့ဒီလီစင်တာထဲမှာတော့ခုနကတော့ကျွန်တော်တို့မှတ်ခဲ့တဲ့ loss ပေါ့ဗောနော် not qualifying တွေကိုဒီ audience ဆိုရဲ့နားမှာဗောနော်အဲကျွန်တော်လာနှိပ်ဖို့လိုတယ်အဲ့မှာ create custom audience နှိပ်လိုက်ပါနော်နှိပ်လိုက်ပြီးခုနကတော့ကျွန်တော်တို့ခုနကတော့ကျွန်တော်ဒီမှာ not qualifying ဆိုတဲ့ဟာလေးဗောနော်ဒါကိုကျွန်တော်တို့ နော်ဒီလိုလေးပေါ့နော်အာအဲ့ဒီကောင်လေးကိုကျွန်တော်တို့အမှန်ချစ်လိုက်နော်ပြီးလို့ရှိရင်တော့ကြောင်ဒီမှာအဲဘယ်တန်းမှာတင်းကျင်တာလေးပေါ့နော်မကျွန်တော်ဆိုတော့ဒီဒီ ADS ထဲမှာတင်းကျင်တယ်ပြီးရင်သူ့ဘာနာမည်ပေးမလဲပေါ့နော်အဲသူ့တော့ကျွန်တော်တို့ကတော့ဟိုအလွယ်မှတ်လိုက်ရင်တော့ bad audience ပေါ့နော် BA လို့ပဲကျွန်တော်အလွယ်မှတ်လိုက်မယ်နော် bad audience လို့ကျွန်တော်မှတ်လိုက်မယ်โอเคအဲ့လိုပြီးရင်တော့ကျွန်တော်ဒီ preview လေးကိုကြည့်လိုက်ပေါ့နော်ဆိုရင်တော့ကျွန်တော်တို့အဲ့မှာ create ကိုနှိပ်လိုက် ဲ့လိုလုပ်ပြီးရင်တော့ကျွန်တော်တို့ custom audience စောက်ပြီးသွားတာပေါ့เนาะအဲ့ဒါဆိုရင်တော့ကျွန်တော် ADS manager တဲကเนาะဒီကျွန်တော်တို့ audience ရွေးတဲ့နေရာမှာပေါ့เนาะခုနကတော့ကျွန်တော်မှတ်ခဲ့တဲ့เนาะ BA ဆိုတဲ့ audience ကိုကျွန်တော်ဒီနေရာမှာ exclude လာလုပ်မှာပေါ့เนาะဒီမှာ BA လို့ရိုက်လိုက်လို့ရှိရင်မတွေ့လားအဲအဲ့ဒါလေးဆိုရင်တော့ဒါကျွန်တော်တို့เนาะကိုမနှစ်တက်တဲ့ audience တွေကိုဖယ်ထုတ်ပြီးသားဖြစ်ပါတယ်။ဒီနီလန်းလေးကအဆင်ပြေမယ်လို့ထင်ပါတယ်။ ဆုံးမဲ့သူတရားဟာအခုလိုပေါ့နော် objective တွေအစုံတုံးတက်ဖို့လိုတယ်ခုနလိုမျိုး custom audience တွေကိုစုံစုံလင်းလင်းစောက်တက်ဖို့လိုမယ်လို့ကျွန်တော်ယူဆတယ်နောက်တစ်ခုကတော့အခုလိုပေါ့နော်ကျွန်တော်တို့ dev post လို့ခေါ်တဲ့ ads manager ထဲမှာတမန်ရိုးချ post တွေမဟုတ်ဘဲနဲ့အခုလို post တွေကိုလည်းလုတ်တက်ဖို့လိုတယ်